ခေါ်တဲ့မျိုးကဒူးဆိုင်သမားတွေဖဲဖဲတောင်းအောင်ချောက်ရဲလင်းနုလူသားပတ်မန်ဂမ်မာရေဒီယေးရှင်းကြောင့်ဘသူမှမထိန်နိုင်အောင်မော်စတာတကောင်ဖြစ်သွားတဲ့ဒေါက်တာဘရုစ်ဖန်နာသူ့နှစ်ယောက်ရဲ့တိုက်ပွဲကဘာကြောင့်ဖြစ်လာစေရလဲတကယ်တော့ဗမန်းနဲ့ဟော့ဆိုတာတီရှိရဲ့ University တွေမတူသလိုဆွမ်းအားချင်းလည်းအရန်ကိုကွာခြားပါလေဆိုတော့ဒီနေ့ရောက်ကအချင်းချင်းဘလို့တွေ့ခဲ့ရလဲ1982ခုနှစ်မှာထုတ်ဝေခဲ့တဲ့ဗမန်းဖန်ဆက် Incredible Hulk Comic က Crossover University မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအခြေခံထားပါတယ်ခေါ်တယ်မျိုးရဲ့တနေရာမှာ reality တရှိမှုတွေကမငြိမ်မသက်ဖြစ်နေပါတယ် ချုပ်ကလည်းအဲ့ဒါရှိဘောဝေါ်ရဲ့လက်ချက်ဆိုတာကိုကောင်းကောင်းကြီးသိပါတယ်ရှိဘောဝေါ်ဆိုတာစိတ်ကူးတွေကိုတကယ်လက်တွေ့အပြင်မှာဖြစ်လာအောင်လုံးနိုင်တဲ့ feeling တယောက်ပါဒါအမှန်အခုလက်ရှိမှာရှိဘောဝေါ်ကသူ့ရဲ့အစွမ်းတွေကိုမထိန်းနိုင်တဲ့ defect တစ်ခုရှိနေပါတယ်အဲ့ဒါကိုချုပ်ကခွင့်ကောင်းယူပြီးရှိဘောဝေါ်ကိုသူ့လူဖြစ်အောင်တိမ်သွင်းပါတယ်ရှိဘောဝေါ်ရဲ့အစွမ်းတွေ stable ဖြစ်အောင်လုပ်ပေးမယ်အပြန်လန့်နေတဲ့မင်းရဲ့အစွမ်းကိုငါအသုံးပြုမယ်ဆိုပြီးချုပ်ကရှိဘောဝေါ်ကိုချင်းထည့်ပါတယ်ချင်းကိုချင်းမှမသိပဲစားနေတဲ့ရှိဘောဝေါ်ကချုပ်ရဲ့ကံလန့်ချက်ကိုသဘောတူလိုက်ပါတယ် ချိုကာဗမန်နဲ့ကစားခြင်းတကောင်ဆိုတော့သူ့ရဲ့နောက်ထပ်အစီအစဉ်ကိုဆက်လုပ်ပါတယ်။ Bruce Banner ကိုငါတို့ရဲ့ laptop ထဲမှာဆက်ပစ္စည်းတွေချို့ယွင်းနေလို့လာပြင်ပေးလို့ရမလားဆိုပြီးချိုကာကပြောပါတယ်။ Bruce ကလည်း okay ငါပြင်ပေးမယ်ဆိုပြီးချိုကာနဲ့အတူတခွဲခန်းထဲကိုလိုက်လာပါတယ်။တကယ်တော့အဲ့ဒါချိုကာရဲ့တခွဲခန်းမဟုတ်ခဲ့ပါဘူး။တခွဲခန်းရဲ့ပိုင်ရှင်က Bruce Wayne ဗမန်ပဲဖြစ်ပါတယ်။ချောကဘန်နာမသိအောင်ဆက်တွေကိုဖျက်ဆီးပစ်ပါတယ်ဆက်ကနေဖြာထွက်သွားတဲ့ဂမ်မာရေဒီယေးရှင်းတွေကဘလူးစဖန်နာကိုဓာတ်ရိုက်ထိသွားပါတယ်ဘရုစ်ကလည်းအယံကိုနာကျင်လာတဲ့အတွက်ကြောင့်ဟော့ပုံစံပြောင်းသွားပါတယ် အဲ့အချိန်တခွဲခန့်ရဲ့မူမှန်မှုတွေကြောင့်ဖမန်းရောက်လာပါတယ်။ဒါပေမဲ့ဟော့ကအသီးစိတ်လွတ်နေတဲ့အတွက်ကြောင့်ဖမန်းကိုမြင်တာနဲ့စပြီးတိုက်ခိုက်ပါတယ်။ဖမန်းလည်းဟော့ရဲ့အပြင်းနဲ့လက်သေးချက်တွေကိုမနှဲချောင်နေရပါတယ်။သူတို့တိုက်ခိုက်နေတဲ့အချိန်ဂျော့ကဂေါ်တန်မြို့ထဲမှာရှေးဘာဝော်ရဲ့အဆွမ်းကိုအုံချပြီးမြို့ထဲမှာမငြိမ်မသက်မှုတွေဖြစ်အောင်စတင်လှုပ်ဆောင်နေပါပြီ။တစ်ဖက်မှာလည်းဖမန်းကဟော့ကိုစတရိုင်းမှာမရှင်းနိုင်တာသိတော့သူ့ရဲ့ကတ်ချက်တွေနဲ့ဟော့ကိုခဏတိုင်ငြိမ်သက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ အနောင်မှာတော့နှစ်ယောက်လုံးကသူတို့ရဲ့အဓိကရည်သူကဂျောကာဆူရာကိုသိရှိသွားပြီးတင်းအောင်လုပ်လိုက်ပါတယ်။ရှိခဘဟောကလည်းသူ့ရဲ့အစွမ်းတွေကိုဂျောကာအသုံးချပြီးအစွမ်းတွေကိုလည်း stable ပြန်ဖြစ်အောင်လုပ်မပေးနိုင်ဘူးဆိုတာကိုတတိထားမိသွားပါတယ်။အဲဒါကြောင့်သူ့ရဲ့အစွမ်းတွေကိုသုံးခွင့်မပေးတော့ဘဲဂျောကာနဲ့လမ်းခွဲလိုက်ပါတယ်။ ရှိဘာဝရဲ့ဆွဲနေမရှိတော့တဲ့ကျောကအတမန်လူသားတယောက်ဝဲဖြစ်တာကြောင့်အချိန်တိုအတွင်းမှာဗမန်နဲ့ဟော်ဖန်စီတာကိုခံလိုက်ရပါတယ်။ဗမန်ဟာထုံးစံအတိုင်းကျောကကိုထောင်ထဲထည့်လိုက်ပါတယ်။အဲနောက်မှာတော့ဘရူးစ်ဖန်နာနဲ့ဘရူးစ်ဝိန်းတယောက်ကရှိဘာဝရဲ့ဆွဲနေစတီဗယ်ပြန်ဖြစ်အောင်လုပ်ပေးပြီးရှိဘာဝကလည်းအဆွဲနေပြန်ရတာနဲ့ကဘာမျိုးဝါနေထွက်ခွာသွားပါတယ်။ က်သန်နာရီအားလုံးပြီးသွားတော့ဘန်နာနဲ့ဘရုစ်ဝိန်းလည်းလမ်းခွဲလိုက်ပြီးကိုသဲမျိုးကြီးကိုတတ်နိုင်တဲ့ဘက်ကနေကိုစီကိုစီကာွယ်ခဲ့ကြပါတယ်။လူကြီးမင်းတို့ရောင်းကုန်ဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုဆိုရှယ်မီဒီယာပေါ်မှာသူများနဲ့မတူပဲဒီဇိုင်းတွေကွဲထွက်ခြင်း Dream Studio ကိုဆက်သွယ်လို့ရပါတယ်။မိတ်ဆွေတို့ရဲ့လုပ်ငန်းတွေပုံမှုအဆင်ပြေပြီးမြေမြေဆန်ဆန်လည်ပတ်နိုင်အောင် Dream Studio မှာကူညီပေးနေပါတယ်။ November လမှာဒီဇိုင်းအဲ့တဲ့သူတယောက်ချင်းစီတိုင်း50%ရှော့ပေးမှမဟုတ်အခုပဲဆက်သွယ်လိုက်တော့နော်။